မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတကွအတွင်းချက်ချက်လေ့လာဆွေးနွေးကြမယ့်အကြောင်းအရာကတော့တမချန်းစာထဲက Golden to Award စာပထမဆုံးအခန်းကြီး၄ပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီအချက်လက်တွေကိုတော့ The Wise Believers ရဲ့ပြုစုထားတဲ့မှတ်စုတွေကိုခြေခံပြီးဆွေးနွေးသွားမှာပါဒီအခန်းကြီးမှာကလေတမန်တော်ရင်းရှင်ဘောလုကကိုရင်သူအသင်းတော်မှာဖြစ်နေတဲ့ဟိုမာနာကြီးမှုတွေအုပ်စုခွဲမှုတွေရှိတယ်ပေါ့နော်။အင်းအဲ့ဒါတွေကိုသူဘလူကိုင်းတွေဖြည့်ရှင်းခဲ့တယ်လဲဆိုတာရဲ့ ဟုတ်တယ်ပြီးတော့တမန်တော်အစ်စ်အမန်ဆိုတာပါလေသူတို့ကြုံရတဲ့ဆင်းဒုက္ခတွေကဘာကိုပြောနေတာလဲอืมနောက်ပြီးသူကဘာကြောင့်သူတို့ရဲ့ဝိညာဉ်ရေရာ fucking အဖြစ်ယက်တီခဲ့တယ်လဲဆိုတာတွေပေါ့ဟုတ်ပါပြီဒီအချက်တည်းရဲ့နောက်ွယ်ကအဓိပ္ပာယ်တွေကိုကျွန်တော်တို့ပို့ပြီးနားလည်လာဖို့ရည်ရပါတယ်အဲစိတ်ဝင်စားစရာအကောင်းဆုံးတစ်ချက်ကတော့လေရှင်ပေါ်လောကသူတို့ရဲ့ဟိုသတ္တုံသတ္တာရှိလာပါတယ်ဆိုတဲ့အခြေအနေနဲ့တမန်တော်ကြီးရဲ့ကြမ်းတမ်းတဲ့လက်တွေ့ဘဝကိုဘယ်လိုရှင်ပြသွားတယ်လဲဆိုတာပဲဟုတ်ကဲ့အဲ့ contrast ကတော်တော်လေးထင်ရှားပါတယ် ကဲဒါဆိုဆက်လိုက်ကြရအောင်အခန်းကြီးအစားမှာပဲရှင်ပေါလုကသူ့ကိုယ်သူနဲ့အဖော်တမန်တော်တွေကိုဘလို့တတ်မှတ်ထားတယ်လဲအဲ့ဒါလေးကစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်တယ်သူကအခန်းငယ်စစ်မှာပြောထားတယ်လေခရစ်တော်ကြီးအစီခံများတဲ့အစီခံများ Servants of Christ ပေါ့ဟုတ်ပါတယ်ပြီးတော့ဘုရားသခင်နတ်နယ်သောအရာတို့ကိုအနန္တသောဘန္တာဆိုးများ Stewards of God's Mysteries ပေါ့လေอืม အစီခံတဲ့ပန္ဒါစုဒီအတုံးနှုံးတွေကဘာကိုဆူလိုတာပါလဲဒါကတကယ်အရေးကြီးတဲ့အချက်ပါအစီခံဆိုတဲ့စကလုံးကလီမူရင်းဂရိစကလုံးမှာဆိုရင်ဟိုတင်ဘောအောက်ပိုင်းမှာလော်တက်ကိုခတ်ရတဲ့ကျင်မျိုးကိုရည်ညွှန်းပါတယ်ဟုတ်ကဲ့တော်တော်နင်းကြတဲ့အဆင်ပေါ့ဟုတ်တယ်အမိတ်နာခံရတဲ့သူမျိုးပေါ့ ါကကိုရင်းသူသားတွေသူတို့ကိုသူတို့မင်နေတဲ့ပုံစံနဲ့လုံးဝဆင့်ကျင်ပဲပဲသူတို့ကကိုကိုကိုပညာသားအစင်မြင့်နေထင်နေချိန်မှာပေါ့နော်မမလေးအဲ့ဒီအချိန်မှာရှင်ဘောလူကသူ့ကိုသူကြံတယောက်လို့သတ်မှတ်လိုက်တာဆိုတော့ဘနဆိုးဆိုတာကတော့သခင်ရဲ့ပိုင်ဆိုင်မှုတွေကိုတာဝန်ယူစီမံခန့်ခွဲရသူပေါ့ဒါပေမဲ့ကိုပိုင်မဟုတ်ဘူးဟုတ်ကဲ့သူ့အတွက်အဓိကလိုအပ်ချက်ကတစ္ဆာဆောင်တည်ခြင်းပါပဲ faithfulness ပေါ့อืม သစ္စာရှိမှုဟုတ်တယ်ရှင်ဘောလူကဒီညမှာအဓိက ပြောချင်လာကသူ့ရဲ့လှုပ်ဆောင်မှုတွေသူ့အတ္တတာကိုအကဲဖြတ်မဲ့သူဟာလူတွေမဟုတ်ဘူးကိုရင်သူ့အတင်းသားတွေမဟုတ်ဘူးဟွန်းနောက်ဆုံးမှာဖျားသခင်တပားတဲ့တာဖြစ်တယ်ဆိုတာပဲသူ့အတွက်အရေးကြီးဆုံးကလူတွေရဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းကိုဂယုဆိုင်နေဖို့မဟုတ်ဘူးသူကိုတာဝန်ပေးထားတဲ့သခင်ယေရှုခရစ်တော်ရှေ့မောက်မှာတက်စာရှိဖို့ပဲဖြစ်ပါလေ။ဟွန်း။ဒါပေမဲ့ လက်တွေမှာဘနာစိုးတယောက်အနေနဲ့လူတွေရဲ့အမြင်ကိုလုံးဝလေးလူရှုထောက်လို့ရောဖြစ်နိုင်ပါမလားသူရဲ့သက်စာရှိမှုကိုတတ်သိပြဖို့အတိုင်းအတာတကူဒီအတိုင်းအဝိုင်းရဲ့အဒီမဲ့ပြုံလို့ယုံကြည်မှုမလိုဘူးလားအဲ့ဒါကလက်တွေ့ကြတဲ့မေးခွန်းပါဟုတ်ပါတယ်ရှင်ပေါလူကလူဖွဲ့စည်းရဲ့အမြင်ကိုလုံးဝပြစ်ပယ်တယ်လို့ဆိုလိုတာတော့မဟုတ်တော့ပါဘူးသူစာတယ်မှာလဲယုံကြည်သူတွေကအပြင်လူတွေရှေ့မှာကောင်းတဲ့အကျင့်ကိုကျင့်ပြဖို့တိုက်တွန်းထားတာတွေရှိတာပဲလေဟုတ်ကဲ့ ဒါပေမဲ့ဒီနေရာမှာသူအဓိကအလေးပေးချင်တာကအဆုံးစွန်သောအကဲဖြတ်မှုပေါ့နော်အဲ့ဒါကဘုသူစီအလာတယ်လေဆိုတာပဲဘနာဆိုတျော့ဟာသူ့သခင်ကိုပဲအဓိကတာဝန်ခံရတာလေမှန်ပါတယ်လူတွေရဲ့အမြင်ထင်ကျေးချီးမွားမှုတွေကမားနိုင်တယ်ယာယီပဲဖြစ်တယ်တခါလေလေကိုကြိုးရှိပါပေါ့အခြေခံနိုင်တဲ့ဒါပေမဲ့ဖျားသင်ရဲ့တရားစီရင်ခြင်းကသာအမှန်တရားထာဝရတည်မြဲတဲ့အရာဖြစ်တယ်ဟုတ်ပါပြီဒါကြောင့်သူ့ရဲ့အဓိကစိုးရိမ်မှုက လူတွေသူ့ကိုဘလို့ထင်တယ်လဲမော့ပြဲဖျားသခင်သူ့ကိုဘလို့မြင်တယ်လဲဆိုတာပဲအချင်းမတိုင်မီအပယ်မှုပြမစီရင်ကြနဲ့လို့သူပြောတာကလည်းအဲ့ဒါကိုထောက်ပြနေတာလူတွေရဲ့အကဲဖြတ်မှုရဲ့ကန့်သတ်ချက်ကိုပြောတာပေါ့ဟုတ်တယ်လူတွေကအပေါ်ရံပဲမြင်နိုင်ရဲ့ဖျားသခင်ကတော့စင်တလူနဲ့ရည်ရွယ်ချက်တွေကိုပါသိမြင်တော်မူတယ်လीရှင်းလင်းတဲ့ရှုမြင်ချက်ပါပဲကဲ ဒီဘာနာဆူဆိုတဲ့အချက်ကိုရှင်းပြပြီးတဲ့နောက်ရှင်ပေါလုကကောရင်သူသားတွေရဲ့မာနနဲ့အုပ်စုဖွဲ့မှုကိုတဲတဲကြီးဆက်ပြီးကိုက်တွေ့ပါတယ်အဲ့ဒီအပိုင်းကတော်တော်လေးပြင်းထန်တယ်လို့ပဲနော်။တေော်တဲ့လေးတံမျိုးပေါက်နေတယ်။ဟုတ်တယ်။အခန်းငယ်7မှာဆိုရင်ဟော။ तू ကသင်တို့ဒီဝေးပြောကြွားကြပြီးငါတို့မရှိဘဲစိုးဆန်ကြပြီဆိုပြီးပြောလိုက်တယ်။ဒါကဘလောက်တောင်ထိမိလဲ။တကယ်ကိုထိမိပါတယ်။ ဒီစကားတွေရဲ့နောက်ွယ်မှာကြီးမားတဲ့ဝေဖန်မှုပါနေတယ်။ကောရင်သူမျိုးဆိုတာချမ်းသာကြွယ်ဝတဲ့ယဉ်ကျေးမှုထွန်းကားတဲ့မျိုးလေ။ဟုတ်ကဲ့။အဲ့ဒီဟာယုံကြည်သူတွေဟာလည်းလော်ကီအမြင်မှာသူတို့ကိုယ်သူတို့အောင်မြင်တဲ့ပြည့်စုံလဲလွတ်ခံစားနိုင်ကြပုံပဲ။ဝိညာဉ်ရေးရမှာလည်းသူတို့ကအထွတ်အထိပ်ရောက်နေပြီးတမန်တော်တွေတောင်းမလို့တော့ဦး။သူတို့ဘာသာဘယင်းနဲ့လို့အုပ်ဆိုးနိုင်ပြီလို့ထင်နေကြတယ်။อืมအဲ့ဒီအတွေ့အခေါ်ကိုရှင်ပေါ်လုံကလောင်လိုက်တာပေါ့။ဟုတ်တယ်။တယောလိုက်တာ။ ငါတို့မရှိဘဲစိုးဆန်ကြပြီဆိုတဲ့စကားကငါတို့ကိုတောင်မလိုတော့ဘူးပေါ့မင်းတို့ကတိတ်တော်တိတ်တက်နေကြပြီပေါ့ဆိုတဲ့သဘောပဲဒါသူတို့ရဲ့ဝิญဉေးရရင့်ချက်မှုပေါ်မာယွန်းတဲ့အထင်မြင်ကြီးမှုကိုဖော်ထုတ်လိုက်တာဆိုတော့သူတို့ကဝิญဉေးရမှာပြဝနေတာမဟုတ်ပဲလောကီဆန်တဲ့တံပိုးထားမှုတွေနဲ့ဖောင်းပွားနေတာကိုရှင်ပေါ်လူကမြင်တယ်ပေါ့အတိအကျပဲအဲ့ဒါကိုသူကထောက်ပြနေတာ သူတို့ကိုဘယင်တွေလို့ခေါ်လိုက်တာကလည်းတော်တော်လေးစူးရှာတာပဲယောမယင်ကျဲမှုမှာအာနာနဲ့ကုမ္ပကဒနာကိုတံပိုးထားချိန်မှာဒါကတက်တက်ကြီးဝေဖန်လိုက်တာပဲဘာကြောင့်ဒီလောက်ပြင်းထန်တဲ့တယောတဲ့လေထန်းကို300ရတယ်လို့ထင်ပါသလဲအဲအချောင်းရင်တစ်ခုလောက်ရှိနိုင်မယ်ထင်တယ်ပထမတစ်ခုကတော့သူတို့ရဲ့ဝิญဉ်ရေးရအိမ်မောက်ချမှုကိုလုံလို့ဖို့ပဲဟုတ်ကဲ့နိုးထားစေချင်လို့ဟုတ်တယ် ာမန်ဆုံးမစကားနဲ့နားဝင်တော့မမဟုတ်တဲ့အခြေအနေမျိုးဖြစ်နေပုံရတယ်။သူတို့ကသူတို့အခြေအနေကိုသူတို့ဘာသာအမှန်အတိုင်းမမြင်နိုင်တော့ဘူး။ဒီလိုတန်ချုံနဲ့ဆွတ်လိုက်တယ်လို့စကားလုံးတွေရမှသူတို့တုံလောက်စီပြီးကို့အခြေအနေကိုပြန်သုံးသပ်မိစေမှာ။อืมဒုတိယအချက်ကတော့ဒုတိယချက်ကတော့သူတို့ရဲ့ဝิญဉ်ရေးရအောင်မြင်မှုလို့ထင်နေတဲ့အရာနဲ့တမန်တော်ရဲ့တကယ်လက်တွေ့အခြေအနေကြားကကွာဟချက်ကိုအစွန်းရောက်ရှင်းပြဖို့ပဲ။ ဒါကနောက်ဆက်သွေးပြောမဲ့တမန်တော်ရဲ့ဆင်းရဲဒုက္ခအကြောင်းဥဒ္ဒအရှင်ယူလိုက်တာလည်းဖြစ်တယ်။ဟုတ်ပါပြီ။သူတို့ရဲ့ဖီးရင်လိုတတ်တောင့်တတာထင်မှုဟာတမန်တော်ဒီခံစားနေရတဲ့ဒုက္ခတွေနဲ့ဘလတ်တောင်ဆန့်ကျင်နေတယ်လဲဆိုတာကိုပြချင်တာပေါ့။ဟုတ်ပါတယ်။အဲ့ဒီ contrast ကိုသူကပေါ်လွင်စေချင်တာ။ဟုတ်ပြီ။ အဲ့နောက်မှာတော့ရှင်ပေါလကခုနကြောက်ခဲ့တယ်လို့ပဲကိုရင်တူးသားရဲ့တတ်တောင်တတဆီမှုနဲ့တမန်တော်ကြီးဂျုံတွေ့နေရတဲ့ဆင်းရဲဒုက္ခတွေကိုအသေးစိတ်နိုင်ရှင်ပြပါလားအခန်းငယ်ကိုကနေ73အထိဖတ်ကြည့်ရင်တော်တော်လေးရင်နာစရာကောင်းတယ်ဗျဟုတ်ကဲ့တမန်တော်ကြီးကိုတေရန်စီရင်ချင်းခံရတော့သူကဲ့သို့အဆုံးနိုင်ခံထားတော်မူပြီးငါတို့သည်ကဘာနှင့်ကောင်းကင်ထဲမှလူများရှိမှပွဲကြည့်စရာဖြစ်ကြပြီလို့ဆိုတယ်ဟွန်းပွဲကြည့်စရာတဲ့ ပြီးတော့ငါတို့ဒီမိုက်တော်သူဖြစ်ကြ၏အာနေတော်သူဖြစ်ကြ၏ဂုံတည်းအိမ်မရှိတော်သူဖြစ်ကြ၏လို့ဆက်ပြောတယ်။ဆာလောင်တယ်ရင်းငတ်တယ်ဝမလွန်လောက်ဘူးရိုင်းနဲ့ခံရတယ်အညာမရှိဘူးပင်ပန်းစွာ အလုံးလုံးရတယ်ကဲ့ရဲ့ခံရတယ်ညင်းဆဲခံရတယ်အသေးအဖြစ်ခံရတယ်ဟုတ်တယ် နောက်ဆုံးမှာတော့နောက်ဆုံးမှာလောကီအမိုက်ကဲ့သို့လည်းကောင်းခသိန်းသောအရာတို့၏အညူချစ်ကဲ့သို့လည်းကောင်းဖြစ်ကြရည်တယ်ဒီဖော်ပြချက်ကတတော်လီချမ်းကန်တယ်နော်အီမတန်ချမ်းတန်းယုံတွင်မကားကိုအဲ့ဒီခေတ်ကဂုံတိတ်ခါနဲ့အဆက်တရားကို အလွန်အလေးထားတဲ့ယောမဂရိယဉ်ကျေးမှုမှလေဒီလိုအခြေအနေမျိုးကအဆက်ရရာဂုံပိတ်ခါလုံးဝကင်းမဲ့တဲ့အခြေအနေလို့သတ်မှတ်ခံရမှာတေးကြလေโอเคအဲ့ဒါတော့ရှင်ပေါ်လူကတမင်တကာအသေးစိတ်ဖော်ပြနေတာဗော ဟုတ်တယ် तू ကညင်းညူနေတာမဟုတ်ဘူးတနာခတ်နေရလည်းမဟုတ်ဘူး तू မှာရည်ရွယ်ချက်ရှိနေပထမအချက်ကစစ်မှန်တဲ့တမန်တော်ဖြစ်ခြင်းခရစ်တော်ရဲ့အစစ်ခံဖြစ်ခြင်းဆိုတာလောကအမြင်မှာဂုံရှိအောင်မြင်တတ်တုံတတရှိတဲ့ဘဝမျိုးမဟုတ်ဘူးဆိုတာကိုပြပြတတပြကျင်တာဟွန်းကိုရင်တူသားရဲ့ဘယင်းလိုစစ်ကူးရင်အတ္တတာနဲ့လုံးဝဆန့်ကျင်ပပန်း အတိအကျပဲဒုတိယအချက်ကဒီဆင်းရဲဒုက္ခတွေဟာ တမန်တော်တွေရဲ့အရေးအချင်းမရှိလို့ဒါမှမဟုတ်ဘုရားသခင်ရဲ့နှက်သက်မှုမခံရလို့ဖြစ်နေတာမဟုတ်ဘူးခရစ်တော်ရဲ့အေဝံဂေလိတရားအတွက်ခံရတဲ့ဆင်းရဲဒုက္ခတွေဖြစ်တယ်ဆိုတာကိုဒူနားစေစေခြင်းတာ ဟုတ်ကဲ့ဟုတ်ကဲ့ခရစ်တော်ကိုတော်တိုင်လည်းလောကမှာဒီလိုပဲညှင်းပယ်ခံရဆင်းရဲဒုက္ခခံရတယ်မဟုတ်လားခါရီယာအရှက်ရစီရမဟုတ်ပဲခရစ်တော်နဲ့ထတ်သူဖြစ်ခြင်းရဲ့အမှန်သားတစ်ခုဖြစ်နေတယ်ဆိုတာကိုသူပြတယ်ဒါပေမဲ့လေဒီလိုဆင်းရဲဒုက္ခတွေခံနေရတာကိုလူသီးရှင်ကြောင့်ဖော်ပြတာကအဲ့ဒီအချိန်ကဂုံတိတ်ခါကိုအလေးထားတဲ့ယဉ်ကျေးမှုမှာတမန်တော်ရဲ့ဂုံတွေကိုပို့ကြဆင်းစစ်နိုင်တယ်လို့ရှင်ပေါ်လို့မစိုးရင်ခဲ့ဘူးလားအဲ့ဒါကစိတ်ဝင်စားစရာမေးခွန်းပဲ ရှင်ပေါလုကလောကရဲ့တန်ဖိုးထောင်းမှုစနစ်ကိုတော်လန်နေတာလို့ပြောလို့ရမယ်။အင်းတော်လန်နေတာဟုတ်တယ်။ယောမယဉ်ကျေးမှုမှာခေါင်းဆောင်မှုဆိုတာအာနာဂုံဒေချာတော်ဆောင်လမ်းမှုမှုနဲ့ချိတ်ဆက်နေတယ်။ဒါပေမဲ့ရှင်ပေါလုပြတာနေတဲ့ခရိယန်ခေါင်းဆောင်မှုပုံစံကတော့စန့်ကျင်ဘက်ပဲ။အစေခံခြင်းနှိတ်ချခြင်းဆင်းရဲဒုက္ခခံရခြင်းကအဓိကဖြစ်နေတယ်။လောကရဲ့ဆန်နှုံးနဲ့မတူတော့ဘူးပေါ့ဟုတ်တယ်သူကလောကရဲ့အမြင်လောကရဲ့ဂုံတွေကိုအလေးမထားဘူး ခရစ်တော်ရဲ့အမြင်ခရစ်တော်ရဲ့စံနှုန်းကိုပဲအလေးထားတယ်။သို့တော်တော့ခရစ်တော်တဆင်းရဲဒုက္ခခံရခြင်းဟာဂုဏ်ယူစရာပဲ။အင်းနောက်ကြောင့်ဒီရှင်ရဲ့ဒုက္ခတွေကိုဖော်ပြရမှာသူဝင်မလဲခဲ့ဘူး။ပြီးတော့သူ့ရဲ့ရည်ရွယ်ချက်ကကောရင်သူသားတွေကိုရှစ်ဆယ်ဖို့မဟုတ်ဘူး။သူတို့ကိုချစ်လို့တုန်တင်ဆုံးမနေတာဖြစ်ကြောင်းအခန်းငယ်ဆယ်လေးမှာရှင်းရှင်းလင်းလင်းပြောထားတယ်လေ။ဟုတ်ကဲ့။တင်းတို့ကိုရှစ်ကြောက်စေခြင်းကဤတို့ရည်ဒီမဟုတ် ချစ်သားတို့ကို ဆုံးမတကယ်တို့ရေးပေ၏တဲ့ဟုတ်ပါတယ်ဒီစကားကသူ့ရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေနောက်ွယ်ကစေတနာကိုဖော်ပြနေတာပေါ့အဲ့ဒီချစ်ချင်းမိသားနဲ့ဆုံးမစကားကနဲ့ဆက်ပြီးတော့ရှင်ပေါလုကသူ့ကိုယ်သူကောရင်သူအသင်းတော်ရဲ့ဝိညာဉ်ရေးရာဖြစ်ခင်အဖြစ်အခိုင်အမာ ပြောဆိုလာပါတယ်အခန်းငယ်7မှာဟုတ်ကဲ့ခရစ်တော်၌သင်တို့ကိုတွင်တင်တော်ဆေရာတတောင်းရှိတော်လဲအဝါမှုကများစွာမရှိဟုတ်တယ် ဧဝံဂေလိတရားအဖြစ်ငါသည်သင်တို့ကိုယေရှုခရစ်၌ဖြစ်ပွားစေပြီလို့ပြောတယ်။ဆရာတွေများသည်ရှိနိုင်ပေအဘကသူတယောက်ထဲလို့ပြောလိုက်တာကတိတဲ့ဩဇာအာဏာကိုတောင်းဆိုနေုံထက်ပိုနေတယ်လို့ပဲနော်။ဟုတ်ပါလေ။သူရဲ့တာဝန်ယူမှုနဲ့ချစ်ချင်းမေတ္တာကိုပါပြနေတယ်လို့ပဲ။ဟုတ်ကဲ့။အတိအကျပါပဲ။ထိုခေတ်ယဉ်ကျေးမှုမှာလည်းဖခင်သားသမီးဆက်ဆံရေးဟာအလွန်အရေးပါပါလေ။ဖခင်ဟာသားသမီးကိုမွေးဖွားပေးသူဖြစ်ုံတာမကဲ့။ လမ်းညွန်တွင်တင်သူကာကွယ်ဆောင်လျှောက်သူစန္ဒမူနာပြသူလည်းဖြစ်တယ်။ဟွန်းရှင်ပေါ်လူကကောရင်သူမျိုးမှာဧဝံဂေလိတရားကိုစတင်ဟောပြောခဲ့ပြီးအသင်းလောက်ကိုတည်ထောင်ခဲ့သူလေ။ဒါကြောင့်သူကဝိညာဉ်ရေးရာမှာသူတို့ကိုမွေးဖွားပေးခဲ့တဲ့ဖခင်ဖြစ်တယ်လို့ပြောပိုင်ခွင့်ရှိတယ်။ဟုတ်ပါပြီ။ဒီဖခင်ဆိုတဲ့အတုံးလုံးကတောဆာအာနာကိုယဉ်ညွန်းတယ်လို့နှဆိုင်တဲ့ချစ်ချင်းမြတ်တာတာဝန်ယူမှုနဲ့စိုးရင်ပူပန်မှုလို့ကိုလည်းကိုးစားပြုပါတယ်။ဆီလာတွေကအသိပညာကိုပေးနိုင်မဲ့ ဖခင်ကတော့သူ့ရဲ့အတ္တတာတစ်ခုလုံးနဲ့နမ်းပြသွန်သင်ပုံသွင်းပေတယ်။ဒါကြောင့်သူကအခန်းငယ်16မှာထို့ကြောင့်ငါ့ကိုမြည်ရွေးကြင်ကြော်လောလို့ရဲရဲဝံဝံတိုက်သွန်းနေရတာပေါ့နော်။ဟုတ်ပါတယ်။သူ့ရဲ့ theory တွေသင်ပြုံမဟုတ်ဘူး။သူ့ရဲ့အတ္တတာကိုယ်တိုင်ကသင်ခန်းစာတစ်ခုဖြစ်နေတယ်။ပြီးတော့သူ့ရဲ့ဝိညာဉ်ရဲ့အသားဖြစ်တဲ့တမောတဲ့ကိုသူတို့စီလွတ်ပြီးသူ့ရဲ့အတ္တတာနဲ့သွန်သင်မှုတွေကိုပြန်တတိပေးစေတာကလည်းဒီ fucking တာဆက်ဆံကြီးရဲ့လက်တွေ့ကြတဲ့ပုံဖော်မှုတစ်ခုပါပဲ။ တမိုသေကိုလွတ်တဲ့နေရာမှာလဲသခင်ဖျား၌သစ္စာရှိသောငါ၏ချစ်တာလို့တုံလုံးထတာကဒီဆက်ဆံရေးရဲ့နှွေးထွေးမှုကိုပြတာနေပါတယ်။ကဲအခုကျွန်တော်တို့ဒီအခန်းကြီးတစ်ခုလုံးကိုခြုံငုံကြည့်ကြကြပြီ။ရှင်ပေါလုရဲ့ဗနာဆိုတိချင်းကောရင်သူသားရဲ့မာနာကိုပြစ်တင်ဆုံးမခြင်းတမန်တော်ရဲ့ဆင်းရဲဒုက္ခပြီးတော့ဝိညာဉ်ရေးရာဖာခင်းတဲ့ယက်တိမှုဟုတ်ကဲ့ဒီအချက်တွေကနေဒီနေ့ခေတ်ကျွန်တော်တို့အသက် လက်တွေ့ကြတဲ့ဘလို့တင်ကန်းစာတွေစင်ကြီးစရာတွေရနိုင်ပြီလဲဆိုတာကိုဆက်ပြီးဆွေးနွေးကြည့်ကြရအောင်။ကောင်းပါပြီ။ဒီအခန်းကြီးကနေကျွန်တော်တို့လက်တွေ့သုံးချနိုင်တဲ့အဓိကစင်ကြီးစရာအချက်၃ချက်လောက်ထုံးလုံးလို့ရပဲထင်ပါတယ်။ဟုတ်ကဲ့။ပထမအချက်ကပါသင့်မလဲ။နင်းထားတဲ့စုကျေးဇူးတွေအခွင့်တဆေတွေအချိန်တွေငွေကြေးဥစ္စာတွေအခွင့်အလန်းတွေရှိကြတယ်လေ။ဟုတ်ကဲ့။ဒါတွေအလုံးကကိုယ်ပိုင်မဟုတ်ဘူး။ဖျားသခင်စီကခဏတာအနံ့ထားတဲ့အရာတွေ။ ဆိုတော့ဒါတွေကိုကိုယ့်ရဲ့အတ္တအတွက်လောကီအောင်မြင်မှုအတွက်သုံးဖို့မဟုတ်ပဲဖျားသခင်ဘုန်းတော်ထင်ရှားဖို့သူ့ရဲ့အမှုတော်မြတ်အတွက်တသက်စာရှိရှိ အပြောင်းသုံးဖြူဖို့စီမံခန့်ခွဲဖို့တာဝန်ရှိတယ်ဆိုတာကိုဒီကျမ်းပိုက်ကသတိပေးနေပါတယ်ဒီနေ့ခက်မှာ အောင်မြင်မှုကိုရက်လက်ကောင်းလေလူတွေရဲ့အတိအမှတ်ပြုမှုတွေနဲ့တိုင်းတာလေးရှိကြတယ်လေဒါပေမဲ့ဖျားရှင်မှာ အရေးကြီးဆုံးကတသက်စာရှိခြင်းပေါ့နော်မှန်ပါတယ် လူတွေဘလို့ထင်တယ်လဲဆိုတာထက်ဖျားသခင်ဘလို့ညင်တယ်လဲဆိုတာကိုပိုဦးစားပေးဖို့လိုအပ်ပါတယ်။ကိုကိုအနှင်းထားတဲ့တာဝန်တွေကိုလျှက်လျူမရှုဘဲတာဝန်ကျေဖို့နှောင်ထမ်းဆောင်ခြင်းကအရေးကြီးဆုံးဖြစ်ပါတယ်။ဒီနေ့ခေတ်မှာသစ္စာရှိခြင်းဆိုတာကိုဘလို့တိုင်းတာမလဲ။အထူးသဖြင့်အောင်မြင်မှုကိုရလနဲ့တိုင်းတာလေးရှိတဲ့လောကမှာပေါ့။အဲ့ဒါကစဉ်းစားစရာပါ။ရလကအရင်မကြည့်ဘူးလို့ပြောတာမဟုတ်ပါဘူး။ဒါပေမဲ့သစ္စာရှိခြင်းကရလထက် ဟိုလုပ်ငန်းစဉ် process ရည်ရွယ်ချက် intention နဲ့ကိုကျင့်တရား integrity ကို ပိုအလေးပေးတယ်လို့ဆိုနိုင်ပါတယ်။ဟွန်းလုပ်ငန်းစဉ်နဲ့ရည်ရွယ်ချက်ဟုတ်တယ်။ကိုလို့ဆောင်တဲ့အမှုမှာဖျားပေးထားတဲ့အရေးချင်းတွေကို အစွမ်းကုန်သုံးရလားဖျားရဲ့လမ်းညွှန်မှုကိုရှာဖွေနားခံရလား ကိုဂျိုးမဖက်ပဲမမှန်ကန်ကန်လှုပ်ဆောင်ရဲ့လားဆိုတာတွေကအရေးကြီးပါတယ်။ရလက်ကကိုလက်ထဲမှာအမြဲတမ်းမရှိနိုင်ပေမဲ့တက်စာရှိရှိဂျိုးစားအားထုတ်ဖို့ကတော့ကိုတာဝန်ဖြစ်ပါတယ်။ဟုတ်ပါပြီ။ဆိုတော့လူတွေရဲ့အတိမတ်ဖြူမှုထက်ကိုယ့်ရဲ့အတိစိတ်ဖျားသိခင်ရဲ့အတိမတ်ဖြူမှုကပိုအရေးကြီးတယ်လို့ခံယူရမှာပေါ့။ဟုတ်ပါတယ်။အဲ့ဒါပထမအချက်ပေါ့။ ဒုတိယဆင်ကျင်စရာကတော့နှိမ့်ချခြင်းတရားကိုလက်ကင်ထားဖို့ပါ။ဟောတို့ကလည်းအတိပညာအထွေအကျွန်းဝိညာဉ်ရေးရာစုကျေစုဒါမှမဟုတ်လောကီအောင်မြင်မှုတွေရှိလာတဲ့အခါမာနဝင်ဖို့တိတ်လွယ်ပါတယ်။ကိုယ့်ကိုယ်ကိုထခြားသူတွေထပ်ပိုတာတယ်ပိုတော်တယ်ပုံမျက်မျက်တဲ့လို့ထင်တတ်ကြတယ်။ဟွန်းအခု social media ခီးကြီးမှာဆိုပိုဆိုးတာပေါ့။ကိုယ့်ရဲ့ပြည်စုံမှုကိုပြပြီးညာနဲ့နိုင်ရှင်ဝါကြွားဖို့ပိုလွယ်လာတယ်။ဟုတ်ပါလား။ဒါပေမဲ့ရှင်ပေါ်လိုကအခန်းငယ်ခွတ်မှာမေးခွန်းထုတ်ခဲ့တယ်လေ။ တင်နိုင်ရှိသမျှတော့ရတူဝင်ဂျေဇုတော်အားဖြင့်မရပဲအဘဲရကိုပိုင်းသည်။ဂျေဇုတော်အားဖြင့်အမဲရလျက်ပင်မရပြီးတကဲ့သို့အဘဲကြောင့်ဝါကြွသည်။တကယ်စဉ်းစားစရာပဲ။ဟုတ်တယ်။ကျွန်တော်တို့ပိုင်ဆိုင်သမျှတကြွန်းသမျှအရာအလုံးကဖျားသခင်ရဲ့ဂျေဇုတော်ကြောင့်ရရှိထားတာလေပါ။ကိုပိုင်အရေးချင်းတတ်တတ်ကြောင့်မဟုတ်ပါဘူး။ဒီအမှန်တရားကိုမြဲတည်ရခြင်းကကျွန်တော်တို့ကိုနှိမ့်ချစေပါတယ်။ဟွန်းကိုမရှိတဲ့အရာတွေရဖျားကိုဂျေဇုတွင်တတ်ဖို့ တခြားသူတွေကိုကုထက်ဒါစီလိုတဲ့စီထားမျိုးထားဖို့ပေါ့ဟုတ်ပါတယ်ပြီးတော့အတင်းတော်မှာဖြစ်ဖြစ်လူဖွဲ့စည်းမှာဖြစ်ဖြစ်အချင်းချင်းအုပ်စုဖွဲ့ပြိုင်ဆိုင်ဝေဖန်တာတွေကိုရှောင်ကျင်ပြီးစီလုံးညီညွတ်မှုကိုတည်ဆောက်ဖို့ဒီကျမ်းမာကသင်ခန်းစာပြနေတယ်ဒီနင်းချမှုဆိုတာကပြောတော့လွယ်ပေမဲ့လက်တွဲမှာတကယ်ကိုကျဉ်းသွင်းဖို့ခက်ခဲတဲ့အရေးအသွေးတစ်ခုပါပဲအထူးသဖြင့်ပြိုင်ဆိုင်မှုပြင်းထန်တဲ့လူအတိုင်းဝိုင်းမှာပေါ့ဟုတ်ပါတယ်ခက်ခဲပါတယ် ဒါကြောင့်မလို့ဒါဟာတခါချင်းသုံးလက်ယုံနဲ့ပြီးထွားတာမဟုတ်ဘဲနေ့စဉ်နဲ့အမျှတတိပြုအစဉ်ချင်းစူးစမ်းနေရမယ့်အရာပါကိုယ့်ရဲ့အသွေးစကားအပြုမူတွေမှာမာနရဲ့လက္ခဏာတွေပါလာပြီလားဆိုတာကိုယ့်ကိုယ်ကိုယ်ပြန်စစ်ဆေးဖို့လိုပါတယ်ဟုတ်ကဲ့အမားလုပ်ပြီးရင်လည်းဝန်ခံဖို့တောင်းပန်ဖို့ဝင်မလေးဟုလိုတာပေါ့ ခရစ်တော်ရဲ့နှိချခြင်းကိုစန္ဒမူနာယူပြီးလိုက်လျှောက်ဖို့ကြိုးစားခြင်းက အကောင်းဆုံးနိလမ်းပါပဲ။ကဲတတိယအချက်ကတော့အတူယူထိုက်တော်စန္ဒမူနာဖက်ဖို့ကြိုးစားခြင်းပါ။ စံနမူနာဖြစ်ဖို့ဟုတ်ကဲ့ရှင်ပေါလုကသူ့ရဲ့အသက်တာဟာဆင်းရဲဒုက္ခတွေအခက်ခဲတွေပြည့်နှက်နေပေမဲ့ခရစ်တော်ကိုတစ္ဆာရှိရှိအစေခံခြင်းအေဝန်ဂေလိတရားအတော်အသက်ဆုံးအနစ်နာခံခြင်းရဲ့စံနမူနာကိုပြောတာခဲ့တယ်။ဒါကြောင့်လဲသူက ကောရင်သုသားတွေကိုငါကိုမြှိ့ွေ့ကျင့်ကြလို့လို့ရဲရဲဝမ်ဝမ်ပြောနိုင်ခဲ့တာပါ။ဟုတ်ကဲ့ကျွန်တော်ရဲ့အသက်တာကတော့ဘလို့လဲ။ တခြားသူတွေတဲ့အတူယူစရာအကြဆရာဖြစ်နေတယ်လားဆိုတာစဉ်းစားရမှာပေါ့ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့စကားတွေအပြုအမူတွေဆုံးဖြတ်ချက်တွေတုံ့ပြန်မှုတွေကခရစ်တော်ရဲ့ကောင်းမြတ်ခြင်းမေတ္တာသစ္စာတရားတွေကိုထင်ဟပ်စေပြီးတခြားသူတွေကိုလည်းဖျားသခင်စီပုံမနီးကပ်လာစေဖို့ဆွဲဆောင်နိုင်တဲ့အတ္တဓာမျိုးဖြစ်ဖို့လိုအပ်ကြောင်းဒီကျမ်းပိုက်ကစင်ခေါ်နေပါတယ်ဒါကိုဝင်းတုဝင်းဖို့တခုလိုမခံစားပဲ ဖျားပေးတဲ့အခွင့်အရေးတစ်ခုဖြစ်မြင်ပြီးစူးစမ်းအသက်ရှင်သင့်တယ်ဆိုလိုတာပေါ့ဟုတ်ပါရဲ့အဲ့လိုတဘောထားသင့်ပါတယ်တကယ်ကိုမတ်သားစရာချက်တွေပါပဲဒီနေ့အင်ကြားကြဆွေးနွေးခဲ့တဲ့ကိုရင်းတူဩဝါဒစာပထမဆောင်အခန်းကြီး၄ကနေရှင်ပေါ်လူရဲ့တွင်တင်ချက်တွေကိုပြန်ချုပ်ရင်းရင်တော့ဘုရားခင်အနည်းနဲ့တာဝန်တွေကိုတက်ဆာရှိတဲ့ဘန္နာဆိုတယောက်လိုစီမံခန့်ခွဲဖို့ ဟုတ်ကဲ့ဝิญဉ္ဇရမာနကိုအမြဲတည်ထားပြီးနှင့်ချခြင်းတရားကိုကျင့်သုံးဖို့อืมခရစ်တော်ရဲ့ဧဝံဂေလိတရားအတဆေးဒုက္ခခံရခြင်းဟာရှစ်ဆယ်မဟုတ်ပဲအစေခံခြင်းရဲ့အစိတ်ပိုင်းဖြစ်ကြောင်းနားလည်ဖို့မှန်ပါတယ်ပြီးတော့ဝิญဉ္ဇရမာဥဆောင်လမ်းပြယုံသားမက ကိုယ်တိုင်လည်းစန္ဒမူနာပြအသက်ရှင်ဖို့ဆိုရဲအရေးကြီးတဲ့အချက်တွေကိုကျွန်တော်တို့ကြားသိနားလည်ခဲ့ရပါတယ်ဟုတ်ပါတယ်ဒီအချက်တွေအားလုံးကိုဆင်ခြင်ရင်းနဲ့နောက်ဆုံးအသွေးတစ်ခုခြံထားခင်ခြင်းပါတယ် ရှင်ဘော်လူကသူ့ရဲ့ဆက်နမူနာကိုလိုက်လျှောက်ဖို့တိုက်တွန်းခဲ့တယ်လေဟုတ်ကဲ့ဒီနေ့တည်းကျွန်တော်ပုံမှန်ချင်းမှာအတန်ပေါင်းဆောင်အသွေးခေါ်မျိုးဆောင်ဟိုဆိုရှယ်မီဒီယာပေါ်မှာလွန်မိုးသူတွေ influencer ခေါင်းဆောင်မျိုးမျိုးဆန်နမူနာလို့ကိုကိုကိုတင်ပြသူတွေအများကြီးရှိနေတယ်ဘောလုံးဟုတ်ပါတယ်အများကြီးပါဒီလိုအခြေအနေမျိုးမှာဘလို့ခေါင်းဆောင်မျိုးကစစ်မှန်တဲ့ကျန်းစာနဲ့ညီတဲ့ခေါင်းဆောင်မျိုးလဲ ဘလို့လူနေမှုပုံစံကတကယ်တမ်းအတုယူထိုက်တဲ့စံနမူနာလဲဆိုတော့ကျွန်တော်တို့ဘလို့စံနှုန်းတွေနဲ့ခွဲခြားစစ်ဆေးဆုံးရကြမလဲဟွန်းဒါကတကယ်မေးတဲ့နေမျိုးမယ်ရှင်ပေါင်းလို့ဖော်ပြခဲ့တဲ့တစ္ဆာရှင်မှုနှိမ့်ချမှုခရစ်တော်အတွက်အနစ်နာခံအစေခံမှုဆိုတဲ့အရေးသွေးတွေကဒီနေ့ခေတ်စံနမူနာတွေကိုရွေးချယ်ရမှာဘလို့ထိအထောက်ကိုပြုနိုင်မလဲဒါပြင်ကိုကိုလိုင်းကတော့တခြားသူတွေအတုယူထိုက်တဲ့ဘလို့စံနမူနာမျိုးဖြစ်နေတယ်လေဟုတ်ကဲ့ ဆိုတော့ကတော့ကျွန်တော်တို့တူအိုးချင်းစီဆက်လက်အတွေးပွားဆင်ကျင်တွားရမယ်မြေခွန်းတစ်ခုဖြစ်ပါတယ်လို့ပြောကြင်ပါတယ်။နားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ကြိမ်ပြန်လည်ဆုံတွေ့ကြပါမယ်။